ကျမတော်မူကြပါသားခင်ဗျာအခုတပတ်ကျွန်တော်တင်ပြမှာကတော့2016ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာ16ရက်နေ့အထိကြာမြင့်မြင့်လာမယ့်ရက်တပတ်အတွက်မူလသားခမန်းညင်များဖြစ်ပါသည်ဒီခမန်းညင်များကိုမတင်ပြမီလောလောဆယ်မြန်မာနိုင်ငံနဲ့အနီးပါဝန်းကျင်ဒေသတွေမှာဖြစ်ပေါ်နေတဲ့ရာသီဥတုအနေအထားများကိုအရေးဆုံးတင်ပြလိုပါတယ်ပထမဦးဆုံးအနေနဲ့ကမ္ဘာတဝန်းလုံးမှာလက်ရှိဖြစ်ပေါ်နေတဲ့မုန်တိုင်းများရဲ့အနေအထားကိုကြည့်တဲ့အခါမှာတော့ မြန်မာနိုင်ငံနဲ့ဆက်ဆက်နေတဲ့အာရှတဲ့ရဲ့အရှေ့ပိုင်းဂျပန်နိုင်ငံကိုရီးယားနိုင်ငံတို့ဝိုက်မှာဘူပိုင်းမုန်တိုင်းတစ်လုံးဖြစ်ပေါ်နေတာကိုတွေ့ရပါတယ်။ဂျန်နဲ့မုန်တိုင်းတွေကတော့အများအပြားပစိဖိတ်တပုတ်တရားအရှေ့ပိုင်းနဲ့မြောက်အလက်တစ်တပုတ်တရားထဲမှာအများအပြားဖြစ်ပေါ်နေတာတွေ့ရပါတယ်။မြန်မာနိုင်ငံနဲ့ဆက်ဆက်နေတဲ့အရှေ့ဘက်မှာရှိတဲ့တောင်တိုးပင်လေပြင်အဲဒီကမှတစဉ်ပစိဖိတ်တပုတ်တရားအနောက်ဖက်မှာမုန်တိုင်းဖြစ်ပေါ်မှုတွေကိုလေ့လာကြည့်တဲ့အခါမုန်တိုင်းနှလုံး ရှေ့နောက်တန်းစီပြီးဖြစ်နေတာတွေ့ရပါတယ်။ဖိလစ်ပိုင်နိုင်ငံရဲ့အရှေ့ဘက်မှာတော့အားကောင်းတဲ့တိုင်ဖွန်းမုန်တိုင်းတစ်လုံးဖြစ်နေပြီးဒီတိုင်ဖွန်းမုန်တိုင်းဟာအနောက်မြောက်ရွံ့ရွံ့အရက်ကိုတပြေးပြေးချင်းရွေ့ရှားမယ်လို့ခန့်မှန်းရရှိထားပါတယ်။ဒီမုန်တိုင်းဟာအနောက်မြောက်အရက်ကို16 knot နှုန်းနဲ့ရွေ့ရှားနေပြီးလေတိုင်တုန်းကလည်းအင်အားကောင်းတဲ့အနေဒါဖြစ်နေပါလေ85 knot အထိတိုက်နေတဲ့မုန်တိုင်းတစ်လုံးဖြစ်တဲ့အတွက် အပြည့်စည်ရှိနိုင်တဲ့မုံတိုက်တလုံးလို့သတ်မှတ်မှာဖြစ်ပါတယ်။တောင်ကျိုးပင်လယ်ပြင်ရဲ့တောင်ပိုင်းမှာတော့အပူပိုင်းမုံတိုက်တလုံးဖြစ်ပေါ်နေပါလေ။ဒီပူပိုင်းမုံတိုက်ဟာအနောက်မြောက်ရွံ့ရွံ့ရက်ကိုရွေးရှားနေတဲ့အတွက်ဗီယက်နမ်နိုင်ငံကားကြီးကိုဖျက်ချော်လိမ့်မယ်လို့ခန့်မှန်းရပါတယ်။ဒီမုံတိုက်ရဲ့ဒီနေရာဟာ latitude 20ဒီဂရီမြောက်ရဲ့တောင်ဘက်ကိုကြားရောက်နေပြီး latitude အနိုင်မဲကနေဗီယက်နမ်နိုင်ငံကိုဖျက်သားမှာဖြစ်တဲ့အတွက်ဒီမုံတိုက်ဟာ မြန်မာနိုင်ငံကိုမိုးပေးနိုင်တဲ့မော်ဒယ်တစ်ခုဖြစ်လာနိုင်ပါတယ်။အဲ့ဒါအပြင်မြန်မာနိုင်ငံပေါ်မှာလည်းနောက်တော့မိုးတုတ်လေးဂျိုင်းဝမ်းကမြန်မာနိုင်ငံကိုပြန်တန်းပြီးတော့အနောက်မြောက်အရှေ့တောင်အနေထားနဲ့တည်ရှိနေတဲ့အတွက်ဝင်လာတဲ့တိုင်ဖုန်းမုန်တိုင်းရဲ့အကျဉ်းချံဟာဖြစ်ပေါ်နေတဲ့မိုးတုတ်လေးလီဘီယာနဲ့ဂျိုင်းဝမ်းတစ်လျှောက်ရွေ့ရှားလာမယ်ဆိုရင်တော့မြန်မာနိုင်ငံအထူးသဖြင့် ြေလပိုင်းနဲ့မြေဝကျွန်းပေါ်ဒေတာများကိုမိုးပေးနိုင်တဲ့မုန်တိုင်းတစ်ခု ဖြစ်လာနိုင်ပါလေမုန်တုံလေးအနေနဲ့တော့လက်ရှိကာလဟာ2016ခုနှစ်ရဲ့မုန်နှောင်းကာလဖြစ်နေပြီဖြစ်တဲ့အတွက်မုန်တုံလေးဟာမြန်မာနိုင်ငံအရေးရကိုစတဲ့ဆုတ်ခွာနေပြီဖြစ်ပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလပထမဆယ်ပတ်အတွင်းကပဲနောက်တော့မုန်တုံလေးဟာမြန်မာနိုင်ငံမြောက်ပိုင်းဒေသများကနေပြီးတော့ဆုတ်ခွာခဲ့ပြီဖြစ်ပါတယ်လက်ရှိအပြင်တော့နောက်တော့မုန်တုံလေးဟာ မြေဝကျုံပေါ်ဒေတာများကိုဖြတ်တန်းပြီးအရှိန်နောက်တန်းပြီးတော့တရှိနေပါလေလက်ရှိချိန်တွေမှာတော့နောက်တော်မိုးတုံလင်ဟာမြန်မာနိုင်ငံအလယ်ပိုင်းဒေတာများကနေပြီးတော့လာမယ့်တပတ်အတွင်းမှာဆက်လက်ဆုတ်ခွာသွားလိမ့်မယ်လို့ခန့်မှန်းရပါတယ်မိုးလေဝသဂျိုတုကနေပြီးတော့ရပ်ယူပြီးတဲ့လက်ရှိပြပေါ်နေတဲ့ဒိန်ဘုံရမိုးတုံလင်ဆုတ်ခွာသွားပြီဖြစ်တဲ့မြန်မာနိုင်ငံမြောက်ပိုင်းအရှေ့ပိုင်းရဲ့အလယ်ပိုင်းဒေတာတွေမှာအများအပြားဒိန်များကင်းစင်နေပြီးတော့ မိုးရွာသွန်းမှုများလျော့နေနေတာကိုတွေ့ရပါတယ်။ပုံမှန်ပြေတွေ့ကြရတဲ့တိမ်တိုက်ကြီးတွေကတော့ဖိလစ်ပိုင်ရဲ့အရှေ့ဘက်မှာပြေးပြီးပြေပေါ်နေတဲ့တိုင်ဖွန်းမုန်တိုင်းနဲ့ဆက်ဆက်နေတဲ့တိမ်တိုက်ကြီးတစ်ခုနဲ့တောင်းတရုတ်ပင်လယ်ရဲ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းရဲ့ဆက်ဆက်တဲ့တိမ်တိုက်ကြီးဖြစ်ပါတယ်။ပုံမှန်ဆိုလို့ရှိရင်တော့အပူပိုင်းမုန်တိုင်းရဲ့တိမ်တိုက်ကြီးဟာဖိနန်နိုင်ငံကမ်းခြေတောင်ပိုင်းကိုဆက်တင်ဖြတ်ကျော်နေတာကိုတွေ့ကြရပါတယ်။ ဒီမုန်တိုင်းများဟာနောက်48နာရီမှ62နာရီအတွင်းမြန်မာနိုင်ငံရှေ့ရဘက်ကို ရောက်ရှိလာနိုင်တဲ့အနေအထားရှိပါတယ်။မုန်တိုင်းပြပေါ်နိုင်မှု အနေအထားတွေကိုတင်ကြားပုံစံများ သုံးပြီးတော့ခမ်းမ်းကြည့်ရှုတဲ့အခါမှာတော့ဘင်္ဂလားပင်လယ်အော်ရဲ့အနောက်အလယ်ပိုင်းအိန္ဒိယနိုင်ငံရှေ့မြောက်ပိုင်းကမ်းခြေနဲ့ဆက်ဆက်နေတဲ့ရေပြင်ပေါ်မှာလေကျူးမငြိမ်မသက်ဖြစ်ရမှလေပြင်းရဲ့ရောင်ဝယ်တစ်ခုဖြစ်ပေါ်လာပြီးတဲ့နောက် ဘုံမအားကောင်းလာမယ်ဆိုရင်တော့မုံတိုင်းကလေးတခုဖြစ်လာနိုင်တဲ့အနေအထားရှိနေပါတယ်။ဒေါ်တော်ညာလေးလောလောဆယ်မှာတော့မုံတိုင်းငယ်ဖြစ်ဖို့အလားလာဟာ15ရာခိုင်နှုန်းကန်တာရှိသေးတာကိုတွေ့ရပါတယ်။တောင်တိုးပေလေရဲ့တောင်ပိုင်းမှာလက်ကြီးပြပေါ်နေတဲ့အပူပိုင်းမုံတိုင်းရဲ့ဆက်ဆက်တဲ့လေတုမငြိမသက်ဖြစ်ပေါ်မှုရှိသေးတာကိုတွေ့ရပါတယ်။အဲ့ဒါအပြင်ဖိလစ်ပိုင်နိုင်ငံရဲ့အရှိတ်ဘက်မှာလေလေတုမငြိမသက်ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ပစိဖိတ်အနောက်ဘက်မှာပြပေါ်နေတဲ့ မုံတိုင်းနှစ်ခုတို့ရဲ့ရွေးရှားရလမ်းကြောင်းဟာအနောက်မြောက်ကိုဥတည်ပြီးတရုတ်နိုင်ငံဘက်ကိုဥတည်ရွေးရှားမယ်လို့ခန့်မှန်းထားပါတယ်။မိုးရွာသွန်းမှုအနေအထားတွေကိုလေ့လာသုံးသပ်ကြည့်တဲ့အခါပြီးခဲ့တဲ့တစ်ပတ်အတွင်းမိုးရွာသွန်းမှုဟာရခိုင်ပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းထက်ပိုင်းရှမ်းပြည်နယ်ရှေ့ပိုင်းမွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာမိုးအထင်တင်ရွာသွန်းခဲ့ပါတယ်။ကြံသေးသားချင်းမှာတော့မိုးနှင်းငယ်ရွာသွန်းခဲ့တာတွေ့ရပါတယ်။ဒီ ရွာသုံးမှုတွေကိုပုံမှန်ရွာသုံးမြေမိုးရေများနဲ့နိုင်ရှင်ကြည့်တဲ့အခါမှာတော့ရခိုင်ပြည်နယ်မြောက်ပိုင်းစကမ်းကျန်းထက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းတနင်္သာရီတိုင်းတို့မှာမိုးရွာသုံးမှုဟာရွာသုံးမြေရဲ့အထက်ကျော်လွန်ခဲ့တာတွေ့ရပါတယ်။တရားပြည်နယ်မှာတော့ရွာသုံးမြေကိုမပြည့်မပြည့်ရွာသုံးမြေအောက်အနည်းငယ်ယော်နေခဲ့ပြီးကြံကြီသားတွေမှာတော့ရွာသုံးမြေကန့်ရွာသုံးနိုင်ခဲ့တာကိုတွေ့ရပါတယ်။အလားတူပဲမြေပြင်အထက်ပင်ငါးတောင်မြေမှာတိုက်ခတ်နေတဲ့ လေမြရဲ့အနေထားကိုကြည့်တဲ့အခါပြီးခဲ့တဲ့တစ်ပတ်မှာဘင်္ဂလားပင်လယ်အတွင်းမှာနောက်တော်မုတ်တုံလင်ကအများအပြင်အာအသင့်တင့်မှတောင်ပိုင်းမှာအားကောင်းနေခဲ့တာတွေ့ရပါလေဒါပေမဲ့လာမယ့်တစ်ပတ်အတွင်းမှာတော့နောက်တော်မုတ်တုံလင်ဟာမြန်မာနိုင်ငံမြဝကျုံးပေါ်များအထိနှိမ်စင်းလာတာကိုခံမှန်းရရှိကြပြီးတော့ဘင်္ဂလားပင်လယ်ရဲ့တောင်ပိုင်းအလယ်ပိုင်းဒေသတချို့မှာမုတ်တုံလင်အများအပြင်အာအသင့်တင့်မှအားကောင်းနိုင်ပြီးကြံဒေသတွေမှာတော့ မုတ်တုံလေးအားနေနိုင်တယ်လို့ခံမှန်းထားပါတယ်။ဒါအပြင်လာမယ့်တစ်ပတ်အတွင်းနောက်တော့မုတ်တုံလေးဟာမြန်မာနိုင်ငံအလဲပိုင်းဒေသများထိအ ਨੇ ဆုံးဆုတ်ခွာသွားလိမ့်မယ်လို့ခံမှန်းချက်နဲ့ကန့်ညင်နေတာကိုလည်းတွေ့ရပါတယ်။မိုးရသွန်းမှုခံမှန်းချက်အနေနဲ့တော့လာမယ့်တစ်ပတ်မှာဘင်္ဂလားပင်လယ်အော်မှာအထူးသဖြင့်ရခိုင်ကန်ရိုးတက်တျှောက်မှာမုတ်တုံလေးအားနေနိုင်တဲ့အတွက်မုတ်တုံမှုရရှိမှုလည်းညှော်နေသွားနိုင်ပါတယ်။ဒါပေမဲ့လည်းဘင်္ဂလားပင်လယ်အော်ရဲ့ အရှိအလဲပိုင်းချင်းကပလီပင်လယ်ပြင်တို့မှာမုတ်တုံလေးအများအပြင်အာတင်းတင်းမှာအားကောင်းနိုင်တဲ့အတွေ့ဒီဒေသတွေမှာတော့မုတ်တုံမိုးများရရှိနိုင်ပါတယ်။ဒါကြောင့်လာမယ့်တစ်ပတ်မှာမွန်တရင်နာကြီးကာယုဒန်းတို့အထူးသဖြင့်တရင်နာကြီးကာယုဒန်းနဲ့ကမ်းလောင်ပင်လယ်ပြင်မှာမုတ်တုံမိုးများကောင်းစွာရရှိနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီနေသားကလည်းပုံမှန်ရွာသွင်းမြေမှုအရင်များနဲ့နိုင်ရှင်ကြည့်တဲ့အခါချင်းပြင်းစကိုင်းတဲ့အထက်ပိုင်း တနင်္သာရီတိုင်းတုံမှာလာမယ့်တစ်ပတ်အတွင်းရွာသွန်းမဲ့မိုးဟာရွာသွန်းမြေထက်ကျော်လွန်နိုင်ပါသည်။ဒါပေမဲ့လည်းရခိုင်ပြည်ကရင်းနဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းပဲခူးတိုင်းအေရဗတီတိုင်းမြောက်ပိုင်းစတဲ့ဒေသတွေမှာတော့မိုးရွာသွန်းမှုဟာရွာသွန်းမြေကိုမပြည့်မီပဲရွာသွန်းမြေအောက်လျော့နေနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်။ဘင်္ဂလားပင်လယ်ော်မှာ လက်ရှိပြပေါ်နေတဲ့လိုင်းအမြင့်တွေကို NASA ဂျိုဒူများရဲ့တိုင်းကြခြင်းအရာစက်တင်ဘာလ7ရက်နေ့ နေ့7နာရီခွဲအချိန်မှာဘင်္ဂလားဘင်လောတွင်ပင်လယ်လိုင်းအမြင့်ဆုံးဟာဘင်္ဂလားဘင်လောရဲ့တောင်ပိုင်းမှာဖြစ်ပေါ်နေပြီးလိုင်းမြင့်ဆယ်ဘီကန်တည်ရှိနေပါတယ်မြမကာယူလာတချောင်းမှာတော့လိုင်းမြင့်၃ဘီမှ၄ဘီကန်ရှိနေပြီးကမ်းလွန်ဒေသမှာတော့၅ဘီမှ9ဘီကန်အထိရှိနေတာကိုဂျိုဒုတိုင်းကြခြင်းများအရာတွေ့ရှိရပါတယ်လာမယ့်တစ်ပတ်အတွက်လိုင်းမြင့်ကမ်းမန်းခြင်းများအနေနဲ့တော့ရခိုင်ကာယူတက်မှာလိုင်းမြင့်၃ဘီမှ၅ဘီ ကမ်းလွန်ဒေသမှာ6ပြည်မှာ9ပြည်မြဝကျုံပေါ်မௌဓမကွေမွန်တနင်္သာရီကမ်းရိုးတန်းတွေမှာလှိုင်းမြင့်2ပြည်မှ3ပြည်ကမ်းလွန်ဒေသတွေမှာလှိုင်းမြင့်3ပြည်မှ5ပြည်ရှိနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်လာမယ့်တစ်ပတ်အတွင်းမြန်မာနိုင်ငံနဲ့အနီးပါဝန်းကျင်အရှတ်တိုက်တောင်ပိုင်းဒေသတွေမှာပြည်ပေါ်နိုင်တဲ့ရာသီဥတုအကောင်းဆုံးခမန်းကျင်းအနေနဲ့တော့အများအပြားပုံမှန်ကန့် ရှိနိုင်တယ်လို့ခမ်းမရရှိကြပါလေဒါပေမဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာတော့မိုးရွာသွန်းမှုလျော့နေနိုင်ပါလေဂျပန်နိုင်ငံအနီးပတ်ဝန်းကျင်ရေပြင်ပေါ်မှာတော့မိုးရွာသွန်းမှုပုံမှန်နဲ့ပုံနိုင်ပြီးမုန်တိုင်းပြပေါ်မှုအနေအထားတွေလည်းလျော့နေသွားနိုင်တယ်လို့ခမ်းမရရှိကြပါလေဆက်လက်ပြီးတင်ပြလိုတာကတော့လာမယ့်တစ်ပတ်အတွင်းမိုးလေဝသခမ်းမကျင်များဖြစ်ပါလေလက်ရှိကာလဟာ2016ခုနှစ်ရဲ့မိုးနှောင်းရာသီကာလဖြစ်ပါလေဒီကာလအတွင်းမှာ နောက်တော့မုတ်တုံလေးဟာမြန်မာနိုင်ငံရဲရဲကနေပြီးတော့တပြေးပြေးဆုတ်ခွာတဲ့ကာလဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလပထမဆယ်ပတ်တွင်မှနောက်တော့မုတ်တုံလေးဟာမြန်မာနိုင်ငံမြောက်ပိုင်းကနေပြီးတော့ဆုတ်ခွာခဲ့ပြီးဖြစ်ပါတယ်။လက်ရှိမှာ တော့နောက်တော့မုတ်တုံလေးဦးဟာရခိုင်ပြည်ကမြန်မာနိုင်ငံလယ်ပိုင်းနဲ့ရှမ်းပြည်နယ်တို့အပေါ်မှာရောက်ရှိနေပါတယ်။လာမယ့်တစ်ပတ်မှာတော့မုတ်တုံလေးဦးဟာမြဝံကျုံပေါ်ဒေသများကတိရောက်ရှိသွားနိုင်တဲ့အတွက်ကြောင့်လာမယ့်တစ်ပတ်အတွင်းနောက်တော့မုတ်တုံလေးဟာ မြန်မာနိုင်ငံမြောက်ပိုင်းအပြင်အလဲပိုင်းဒေသများကနေပြီးတော့ဆက်လက်ဆုတ်ခွာသွားလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။မုံတိုင်းပြည်ဖို့လာလာကတော့ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းနဲ့အနောက်လေပိုင်းတို့မှာလေထုမငြိမ်သက်ဖြစ်ရကနေပြီးတော့လေပြင်းရဲ့ရံဝတ်တခုဖြစ်လာနိုင်ပါသေး။ဒီနေရာမှာနောက်တော့မိုးတုန်လေဦးကလည်းဘင်္ဂလားပင်လယ်ော်တွင်းကိုဝင်ရောက်လာတဲ့အခါမှာတော့မုံတိုင်းပြည်ဖို့လာလာများပုံမတိုးမြင့်လာနိုင်ပါသေး။လက်ရှိအခြေအနေမှာတော့မုံတိုင်းပြည်ဖို့ 15ရာနှုန်းမှ20ရာနှုန်းကန့်ထိရှိနေပါလေ။ဒေါ်ကျိုးဘီလင်းမှာတော့မုန်တိုင်းတစ်ကြိမ်ဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းထားပါလေ။ဘင်္ဂလားဘီလင်းအော်မြောက်ပိုင်းနှုန်းမှာမုန်တုံလေးအားနဲ့နေပြီးတော့ကပ္ပဒီဘီလင်းပြင်နဲ့ကြံဘင်္ဂလားဘီလင်းအော်မှာမုန်တုံလေးအားတင်းတင်းရှိနေပါလေ။မြမတပီလုံးမှာတိမ်အသင့်တင်းဖြစ်ထွန်းနိုင်တယ်လို့ခန့်မှန်းထားပါလေ။မြမဘီလင်းပြင်အခြေအနေကမှန်းချက်ကတော့မြမကာရက်တာကြောင့်တဲ့ကမ်းလွန်ဘီလင်းပြင်တွေမှာလှိုင်းအကြီးငယ်မှာအသင့်တင်းရှိနေပါလေ။မြမ ဂိုင်းရတာတချောင်းနဲ့ကမ်းလွန်ပင်လက်ပြေးခြင်းမှာလိုင်းမြင့်၃ပြပခွန်တပီကန့်အထိရှိနေပါတယ်။ဒါပေမဲ့လေလီဘီယာနဲ့ရောင်းဝန်ဖြစ်ပေါ်လာတဲ့အခါအရှိလီဘွေတိုင်းပြတ်တန်းသွားတဲ့အခါမျိုးမှာတော့လိုင်းမြင့်များဟာရှစ်ပေမှာဆက်တပီကန့်အထိဖြစ်လာနိုင်ပါတယ်။နေဘူးချင်းကမန်းချင်းများအနေနဲ့တော့လာမယ့်တစ်ပတ်အတွင်းနေဘူးချင်းများဟာချင်းပြင်းနေရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ24ဒီဂရီဆယ်လ်ဆီယပ်မှာ 28 degree celsius အထိရှိနေပါတယ်။ကြံလေသတွေမှာတော့29 degree celsius မှ32 degree celsius အထိရှိနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်။ခန်းလုံးရောင်ကြီးညွန်ကိန်းများအချိန်ကြီးခန့်မှန်းချက်ကတော့လက်ရှိကာလဟာမြန်မာနိုင်ငံရဲ့အရမ်းမုတ်တုံလေးဦးဖြတ်တန်းသွားနေတဲ့ကာလဖြစ်တဲ့အတွက်ခန်းလုံးရောင်ကြီးအညွန်ကိန်းများဟာမြင့်မားစရာအကြောင်းညွန်နေနေပါတယ်။အတူတူဆောက်ရသည့်ကာလကလည်းညှိကပ်လာပြီးဖြစ်တဲ့အတွက်လာမယ့်တစ်ပတ်မှာ ကျန်းတော်ရောင်ကြီးအညွန့်ကိမြန်းဟာလွန်ခဲ့အဆင့်မှာမရှိနိုင်ပေ။အများဆုံးအလွန်မြင့်မားတဲ့အဆင့်တွင်သာရှိနိုင်တယ်လို့ခံမှန်းရရှိထားပါတယ်။ဘုံရသုံးမှုအခြေအနေကမှန်းချက်ကတော့လာမယ့်တစ်ပတ်အတွင်းမှာရှင်းပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်း၊ကယားပြည်နယ်၊စကမ်းကျိုင်းဒေသကြီး၊မန္တလေးကျိုင်းဒေသကြီးနဲ့မကွေးကျိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်ကြံဒေသတွေမှာတော့နေရာကျဲကျဲမိုးထချုံရွာသွန်းခံမှန်းထားပါတယ်။အထူးသဖြင့်မုတ်တုံလေးစောက်ကနေစဉ်ကာလမှာ မိုးတုံနေဦးရောက်ရှိတဲ့နေရာများမှာမိုးကြိမ်တော်များအများအပြားဖြစ်ပေါ်တတ်လေရှိပါတယ်အတူပြင်မောင်းလဲညံ့ချိန်ပိုင်းတွေမှာမိုးကြိမ်တော်များဖြစ်ပေါ်တတ်ပြီးမိုးကြိမ်တော်များဖြစ်ပေါ်တဲ့အခါမှလဲရှက်စည်းလက်ချင်းမိုးချင်းချင်းနေရာကွက်မိုးကြီးချင်းမိုးတဲ့လေပြင်းတိုက်ခတ်ခြင်းတို့နဲ့အတူရမယံကမိုးကြိုးပစ်ခြင်းများလည်းဖြစ်ပေါ်တတ်တဲ့အတွက်ဒိပြုနေထိုင်မှုလိုအပ်မှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့တင်ပြလိုတာကတော့2016ခုနှစ်လမဲအော်တိုဘာလမှာ လာနီညာရာသီဥတုဖြစ်ဖို့လာလာများဆက်လက်တည်ရှိနေဆဲဖြစ်ပြီးတော့လာနီညာရာသီဥတုဖြစ်ဖို့တေချာမှုရခိုင်နှုန်းကတော့55ရခိုင်နှုန်းမှ60ရခိုင်နှုန်းအထိရှိနေတာကိုတွေ့ရပါတယ်။လက်ရှိချိန်ဒီမှာလဲပစိဖိတ်တဘူညာရဲ့အရှိပဲအီကွေတာရဲဝဲမှာရှိတဲ့လာနီညာစောင့်ကြံကြည့်ရှုတဲ့တမတ်ဧရိယာ၄ခုရှိတဲ့အနေနဲ့၃ခုမှာဗလယ်ရင်မြင့်မြင့်များရဲ့အပူချိန်ဟာပုံမှန်ရဲ့အောက်ကိုကျဆင်းလာနေပြီဖြစ်တဲ့အတွက် လာညညာဖြစ်ဖို့အလားလာများပုံမူတိုးလာနေတယ်လို့တွေးရှိရပါကြောင်းတင်ပြလိုက်ရပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဘာဝဘေးအန်ဒရယ်မြတ်မအစဉ်ကင်းဝေးနိုင်ကြပါစေ။